ေးတော်ရောင်းလုံးပဲမင်္ဂလာပါခင်ဗျကျောင်းအန်ခင်မူပါဆိုတော့ဒီဘေးနာခေါင်းလုံးလေးနှိပ်ထားပေးပါဦးပြီးတော့ဒီနေ့စီစဉ် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြမယ်ဆိုရင်ကျေးဇူးထူးပဲတင်ရှိမှာဖြစ်ပါတယ်ခင်ဗျကဲဒီနေ့မှရွေးချယ်ထားတဲ့ဇာကားတော့2018ခုနှစ်ကထွက်ရှိလာတဲ့ Vanon ဖြစ်ပါတယ်ဆိုတော့နာမည်ကြီးဇာကားဖြစ်တာညီအားလုံးကကြည့်ပြီးသားဖြစ်မှာဖြစ်ပေမဲ့ drone style drone ပုံစံနဲ့ recap ကိုလည်းပြန်လည်ပြီးတော့ခန်းစားလို့ရကြအောင်ပါခင်ဗျပြီးတော့ဒီကားလေးစပြီးတော့မကြည့်ခင်မှာနောက်ထပ်ဘလို့ super hero ဇာကားတွေကိုထပ်ပြီးတော့ကြည့်ကျင်သေးလဲဆိုတာပြောပြီးခဲ့လို့ရပါတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့တင်ဆက်ပေးပါမယ်အချိန်လေးတော့စောင့်ပေးပါခင်ဗျ ဲ့တော့အားလုံးပဲဒီနေ့စီစဉ်လေးကိုစားလိုက်ရအောင်ပါ2018ခုနှစ်မှာထွက်ရှိထားတဲ့ Venom ဖြစ်ပါတယ်ခင်ဗျာမီလောင်ပြီးအရှိမလေးရှားနိုင်ငံကနေရာတစ်ခုကိုပြတ်ကျလာခဲ့ပါတယ်အဲ့ဒီအာဂါတာရင်းထဲမှာတော့ Mayhem Scream Venom နဲ့ Riolo ခေါ်တဲ့ဂျိုသားကပ်ပါလေးကောင်ကိုတဲဆောင်လာပြီးတော့ Riolo ခေါ်တဲ့တကောင်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်အဲ့လိုနဲ့သဆိုင်ရာဌာနကလူတွေရောက်လာကြတဲ့ခါမှာတော့အာဂါတာရင်းမှုတယောက်ပဲ အသက်ရှင်ကျိုင်းနေတာကိုတွေ့ကြရပြီးဈေးုံကိုပို့ဖို့အတွက်လှုပ်ခဲကြပါတယ်။ဒါပေမဲ့အဲ့ဒီအာဂတာရေမှုရဲ့ကိုယ်ထဲမှာရီယော့ကဝင်နေတာကိုတော့ဘယ်သူမှသတိမထားမိခဲ့ကြပဲကားပေါ်ကလူတွေကိုတပစ်လိုက်ပြီးတော့ဝေယုံသုံးကားတွေဖြစ်ကုန်တာကြောင့်ကားတစ်စီးလုံးမှောက်သွားခဲ့ရပါတယ်။အဲဒါမှတော့ရီယော့ကအမျိုးသမီးကယ်ဆယ်ရေးဝန်ထမ်းတယောက်ရဲ့ကိုယ်ထဲကိုပြောင်းဝင်သွားခဲ့ပြီး Life Foundation ကုမ္ပဏီရဲ့ဒစိမ့်တစ်ခုကိုကိုင်းကခြေဦးတက်ရာရှောက်လာခဲ့ပါတယ်။နောက်ထပ်စာဝင်ငန်းတစ်ခုမှာတော့ Eddie Brock လို့ခေါ်တဲ့သတင်းတောက်တယောက်ကိုတွေ့ခဲ့ရပြီး သူကသူ့ရဲ့စိတ်ဆက်ထားတဲ့ကောင်မလေးအန်ဒီနဲ့တူတူနေကြတာဖြစ်ပါတယ်။အန်ဒီက Life Foundation ကုမ္ပဏီရဲ့ဥပဒေရေးရာကိစ္စတွေကိုကန်တွဲဖြေရှင်းပေးရတဲ့ဌာနတစ်ခုမှာရှေ့နေတယောက်ဖြစ်လောက်ကိုင်နေရဖြစ်ပြီးတော့အန်ဒီကတော့ The Anti Block Report လို့ခေါ်တဲ့ TV show တစ်ခုမှာသတင်းတောင်ဖြစ်နေအောင်မြင်နေပါတယ်။အဲဒီသတင်းအစီအစဉ်မှာအန်ဒီကမြေအောက်ဒူးစရိုက်မှုတွေနဲ့တရားမဝင်လုပ်ငန်းတွေကိုဖော်ထုတ်တင်ဆက်ပေးနေတာဖြစ်ပြီးတော့အဲ့တဲ့အခါမှာတော့အာကာသရင်ပြတ်ကြမှုကြောင့်တေဆုံးသွားတဲ့အလောင်းလီလောင်းကိစ္စကိုဖြေရှင်းပေးဖို့အသေးစိတ်အချက်အလက်တွေဖြစ်နေပြီ နောက်ထပ် file တွေကိုထောက်ဝင်ကြည့်တဲ့အခါမှာတော့ Life Foundation ကုမ္ပဏီရဲ့လူသားတွေပေါ်စမ်းသပ်မှုတွေနဲ့ပတ်သက်တာတွေကိုမြင်လိုက်ရပါတယ်။ဒါနဲ့အဒီလက်ဒီကိစ္စတွေကိုပြည်သူလူထုကိုမှမချပြရင်နောက်ထပ်အပြစ်မဲ့တဲ့သူတွေဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့လာမယ့် interview မှာအဒီကိစ္စတွေကိုထုံမေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဒီကအစမှာတော့အာဂတာရဲ့အကြောင်းနဲ့သူ့ရဲ့ editor ချုပ်မေးစေခြင်းနဲ့အချက်အလက်တွေကိုပဲမေးနေခဲ့ပြီးအဲဒီနောက်မှာတော့လူသားစမ်းသပ်မှုတွေနဲ့တရားမဝင်စမ်းသပ်မှုတွေကိုမေးခွန်းထုတ်လိုက်ပါတယ်။ ဂျိုနဲ့ဘီလန်နာတထေးတယောက်ဖြစ်တဲ့ကာတန်ကဒေါသထွက်သွားခဲ့ပြီးတော့အန်တီကိုအင်တာဗျူးဆက်မလုပ်သေးတော့ပဲမောင်းထုတ်ပစ်လိုက်ပါတယ်။အလုပ်ကိုပြောင်းသွားတဲ့အခါမှာတော့အန်တီတယောက်အထက်လူကြီးရဲ့စူပူကျိမ်းမောင်းအောင်ခံခဲ့ရပြီးကာတန်ကသူ့ရဲ့ဩဇာအာဏာနဲ့ချုပ်ကန်လိုက်တာကြောင့်အန်တီလည်းအလုပ်ပြုတ်ခံလိုက်ရပါတော့တယ်။ဒါမှမဟုတ်အန်တီတယောက်ထဲတင်အလုပ်ပြုတ်ခံလိုက်တာမဟုတ်ဘဲအန်နီကိုပါကော်မတီရဲ့အချက်အလက်တွေကိုပေါက်ကြားစီတယ်ဆိုပြီးအလုပ်ထုတ်ပစ်လိုက်တာပါ။ဂျွန်နဲ့အန်နီကသူမကိုအလုပ်ပြောင်းအောင်လုပ်ခဲ့တဲ့အဒီကိုစိတ်ဆိုးသွားခဲ့ပြီးတော့စေးသားလက်စုပ်ကိုပြန်ပေးလိုက်ကလမ်းခွဲပစ်လိုက်ပါတယ် ဒါမှမဟုတ်ဇလန်ရဲ့အဆကအရေးပေါ်ဝန်ထမ်းမျိုးသမီးကိုတွေ့ရပြီးတော့သူမက Life Foundation Company ကိုသွားဖို့အတွက်စူးစမ်းရင်းဒေတာကန်၅ဆိုင်တစ်ခုမှာငရှိတွေကိုအစိမ်းလိုက်ကြိုက်စားပြစ်နေခဲ့ပါတယ်။အဲဒါကြောင့်သူမကိုဆိုင်ရှင်ကပြဿနာရှာတဲ့အခါမှာတော့သူမရဲ့လက်ကနေဂျူသားအစိမ်းပိုင်းတစ်ခုကထွက်လာခဲ့ပြီးတော့ဆိုင်ရှင်ရဲ့လေပင်ကိုဖြတ်ကာတပ်ပြစ်လိုက်ပါတယ်။အဲဒီမြင်ကွင်းကိုမြင်လိုက်တဲ့ဒေတာကန်တွေကသူမကိုဝိုင်းပြီးတော့တိုက်ခိုက်ဖို့အတွက်ထလာခဲ့ကြ။အဲဒီနောက်မှာတော့အနားမှာရှိနေတဲ့အဖွားကြီးတယောက်ရဲ့ကိုယ်ထဲကိုရီယော့ကပြောင်းဝင်သွားခဲ့ပြီး အရေးပေါ်ဝန်ထမ်းမျိုးသမီးကတော့ရီယောမရှိတော့တာကြောင့်အယုတ်ကျိုးပြတ်ဖြစ်ပြီးတော့လဲကျသွားခဲ့ပါတော့တယ်။အဲနောက်6လလောက်ကြာသွားတဲ့အခါမှာတော့ဂါတန်ကသူ့ရဲ့ကပ်ပါးကောင်ဂျိုးသားတွေကတရဝါတစ်ခုရဲ့ကိုယ်ထဲမှာလိုင်လုံးညီထွေးနေလို့ရတာကိုတီးသွားခဲ့ပြီးလူသားစမ်းသပ်မှုတွေကိုစလုပ်ဖို့အတွက်ပြင်လိုက်ပါတယ်။ဂါတန်ကအင်ဂျီယာမဲသူတွေကိုပတ်စံနဲ့မလုံးပေးပြီးတော့ကုမ္ပဏီရဲ့အသေးခံစမ်းသပ်မှုတွေပါအသုံးချတတ်တာဖြစ်ပါတယ်။အခုလဲအိုက်ဇာလို့ခေါ်တဲ့လူတယောက်ကို မင်းကလူသားတူကြီးရဲ့တောက်ပတဲ့အနာဂတ်အတွက်ခြေလှမ်းသစ်တစ်ခုဖြစ်လာမယ်လို့တခန်းတနာတွေရှောက်ပြောပြီးတော့ကပ်ဘားကောင်တစ်ကောင်နဲ့အတူအခန်းတစ်ခုထဲမှာလှုပ်ပေးလိုက်ပါတယ်။အဲဒီနောက်တော့ကပ်ဘားကောင်ကအိုက်ဇက်ကိုယ်ထဲကိုဝင်သွားခဲ့ပြီးဒီမြင်ကွင်းကိုတော့ကာတန်ရဲ့သိပ္ပံပညာရှင်တွေကတယောက်ဖြစ်တဲ့ဒေါက်တာဒိုရာစကော့ကမတတိလိုအမူအရာနဲ့ကြည့်နေခဲ့ရပါတယ်။အိုက်ဇက်ကအဆမှာတော့ကပ်ဘားကောင်နဲ့ပေါင်းစပ်မှုအစဉ်ပြေသလိုရှိနေပေမဲ့ခဏကြာမှတော့အကျော်ဒီဆွဲလာခဲ့ပြီးတော့လုံးဝသတိလျက်သွားတော့မယ့်အခါမှာတော့ကပ်ဘားကောင်ကသူ့ရဲ့ကိုရင်းအင်္ကာတွေအားလုံးကိုတစ်ခုမကျန်စားပစ်လိုက်ပြီး ထွက်သွားခဲ့ပါတယ်တပတ်မှလည်းအရီကအလုံးလဲမရှိတော့တဲ့ပြင်ကောင်မလေးကပါထားသွားတဲ့အတွက်တိုက်ခန်းအသေးစားတစ်ခုထဲမှာပြောင်းနေနေခဲ့ရပြီးညဘက်လမ်းလျှောက်ထွက်လာတဲ့ကုံစုံဆိုင်တစ်ခုရောက်လာခဲ့ကမေစစ်ချမ်းလို့ခေါ်တဲ့ဆိုင်းရှင်တော်တယောက်နဲ့တီကျွမ်းခဲ့ပါတယ်မေစစ်ချမ်းကဒေသခံလူမိုက်တယောက်ရဲ့နေစဉ်နဲ့အမျှချင်းချောက်တာကိုခံရပြီးတော့ဆိုင်ကပစ္စည်းတွေကိုလိုရင်းလိုသလိုအနိုင်ကျင့်လူတာကိုခံရတဲ့ပြင်သူမကပါမိုက်ကြီးအနေနဲ့ပတ်စံလဲပေးနေရသေးတာပါအဲဒီကဒီမြင်ကွင်းတွေကိုကိုယ်တိုင်ကိုကြမြင်နေရပေမဲ့ သူကိုယ်တိုင်ကအဆုံးသမားတယောက်ဖြစ်နေတာကြောင့်ယုံကြည်မှုမရှိတဲ့ပြင်လူမိုက်ကလည်းတနက်ကင်ထားတာကြောင့်ဘာမှမတတ်နိုင်ဖြစ်နေခဲ့ပါလေ။အဲနောက်တော့ဆိုင်တဲ့ကို Life Foundation Company ဥက္ကဋ္ဌ Garden Break ရဲ့လက်ထောက်သိပ္ပံပညာရှင်ပါလေဒေါက်တာဒိုရာကရောက်လာပြီးတော့အတီးကိုလာရှာနေခဲ့ပါလေ။သူကတရားမျှတမှုကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့ဒုက္ခရောက်သွားတဲ့အတီးကိုတနာရာရဲ့ပါဆန်ရှိတယ်ဆိုတိုင်းတွေ့ရလူကိုတွေ့တယ်လို့စမ်းသပ်နေတဲ့ကုမ္ပဏီကိုပါယုံမုံလာတာဖြစ်တဲ့အတွက်အတီးကိုကူညီဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါလေ။ သူမကအက်ဒီကိုကာတန်တို့ကုမ္ပဏီရဲ့အချက်လက်တချို့ကိုပြောပြလိုက်ပြီးကာတန်ကိုဖြုတ်ချဖို့အတွက်အက်ဒီကိုအကူအညီတောင်းလိုက်ပြီမိတ်အက်ဒီကသူ့ရဲ့ဘဝတစ်ခုလုံးကပျက်စီးနေပြီဖြစ်တာကြောင့်ကုမ္ပဏီနဲ့ထပ်ပြီးတော့မပတ်သက်ချင်တော်ဘူးလို့ပြောပြလိုက်ပါတယ်သူကဘသူတွေဘာဖြစ်ဖြစ်သူ့ဆောက်ချောင်းမဟုတ်တာကြောင့်ဂယူမဆိုင်တော်ဘူးလို့ပြောလိုက်ပြီးထွက်လာခဲ့ပါတော့တယ်အဲနောက်တော့အန်ဒီကိုတောင်းပန်ဖို့အတွက်သူ့ရဲ့အိမ်ကိုသွားလိုက်ပြီမိတ်စိတ်မကောင်းစွာနဲ့ပဲသူမရဲ့ရီးစားအစ်စ်ဒေါက်တာဒန်လူးဝစ်နဲ့ညသာစားပြီးပြန်လာတာကိုသာတွေ့လိုက်ရတာပါ ဒါပေမဲ့ဒေါက်တာဒန်ကအဒီလိုနှစ်ယောက်တည်းစကားပြောလို့ရအောင်ရှောင်ပေးလိုက်ပြီးအဒီကအန်နီကိုအရန်သတိရနေတဲ့အကြောင်းနဲ့ဖြစ်သမျှအားလုံးကကာတန်ဆိုတဲ့ကောင်ချောင်းသာလို့အပြစ်ပုံချနေခဲ့တာပါဒါပေမဲ့အန်နီကတော့သူများကိုအပြစ်ပုံမချတော့ပဲအဒီရဲ့ကိုယ်ထဲမှာဆိုင်မဲ့ဝင်ပါခြင်းနဲ့အကျင့်ကြောင့်သာဖြစ်ရတာလို့ပြန်ပြောလိုက်ပါလိမ့်အဲနောက်တော့သူမနဲ့ဆက်ပြီးတော့စကားမပြောဖို့အတွက်ပြောကထွက်သွားလိုက်ပြီးအဒီကတော့ကာတန်ကိုအသေးတင်းသွားတာကြောင့်မှန်လောက်သားလောက်ပညာပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါလိမ့်ဒါနဲ့အဒီလည်းဒေါက်တာစကာစီကိုဖုန်းဆက်လိုက်ပြီးတော့ Life Foundation ကုမ္ပဏီကိုဖျက်ဆီးဖို့အစီအစဉ်အခုပဲစကြမယ်လို့ပြောလိုက်ပါတော့တယ်။နောက်တစ်ခါမှာတော့ Addy နဲ့ Doctor Scott တို့နှစ်ယောက်ဟာ Life Foundation ရဲ့ကိုခိုးဝင်နေကြပြီးတော့တရားမဝင်တဲ့အရာတွေကိုစုံစမ်းဖို့အတွက်လှုပ်ခဲကြပါတယ်။အဲနောက်တော့နှစ်ယောက်သားလမ်းခွဲခဲ့ကြပြီး Addy ကကပ်ပါးကောင်စမ်းသပ်ခံရတဲ့သူတွေကိုတပ်သေးဖြစ်တဲ့ဓာတ်ပုံလိုက်ရိုက်နေခဲ့ပါတယ်။ Addy ချိန်စမ်းသပ်ခံတွေကတယောက်က Addy ရဲ့တငယ်ချင်းဖြစ်တဲ့ Maria လို့ခေါ်တဲ့မျိုးသမီးတယောက်ဖြစ်နေတာကြောင့်ဖန်ခံထားတာကနေလှုပ်ပေးဖို့အတွက်လှုပ်လိုက်ပါတယ်။ ဒီလိုနဲ့မာရီယာလည်းလွတ်မြောက်သွားခဲ့ပြီးရုပ်တဲ့အက်ဒီကိုတိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ကဖြစ်ချင်သောမာရီယာကိုယ်တည်းကကပ်ပါကောင် Venom ကအက်ဒီရဲ့ကိုယ်တည်းကိုပြောင်းဝင်သွားခဲ့ပါလေကပ်ပါကောင်မရှိတော့ကြောင်းမာရီယာတယောက်လဲကျသေဆုံးသွားခဲ့ပြီးအဲ့ဒီချိန်လုံခြုံရေးတွေအတန်ကိုကြားလိုက်ရတဲ့ကြောင်းထွက်ပြေးဖို့အတွက်လှုပ်လိုက်ကြပါလေအဒီကိုလုံချုံရင်းကဝိုင်းဖမ်းဖို့အတွက်လှုပ်ခဲ့ကြပြီမဲ့သူ့ရဲ့ခွန်အားတွေလင်မြန်ဖြတ်လန့်မှုတွေနဲ့တာမာမှုတွေကတာမန်လူတယောက်နဲ့ဆယ်ကျင်းတဲ့အောင်ကြဲကြီးဖွင့်နေတာကြောင့်နာဂျီမှုကိုထပ်ပြီးတော့ခန်းစားနေရပြန်ပါတယ် ဒါကြောင့်အက်ဒီကတချင်းတန်တိုးပေးဖို့အတွက်ဘေးအိမ်ထိသွားပြောခဲ့ပြီမိတ်ဘေးငါလူကမတိုးပေးပဲမင်းလားငါလားနဲ့ရန်ရှာနေခဲ့တာပါအက်ဒီကကိုရီးယားကပားကောင်နဲ့စိတ်တူလာကြောင်းကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုထုတ်ပြလိုက်ပြီးအဲဒီကြမှာပဲဘေးငါလူကလည်းပိတ်ပေးလိုက်ပါလိမ့်ကိုခန်းနဲ့ကိုပြန်ဝင်လာတဲ့ခါမှာတော့ကာတန်ရဲ့ကြီးစားလူသားသမား Trix နဲ့သူ့လူတွေကကြိုရောက်နေခဲ့ပြီးတော့အက်ဒီကိုအဖမ်းခံဖို့အတွက်ပြောလိုက်ပါလိမ့်ဒါကြောင့်အက်ဒီကလက်မြအောင်အဆုံးပေးဖို့အတွက်လှုပ်လိုက်ပြီမိတ်ဖီနိုမ်ကတော့အဆုံးမပေးပဲပြန်ပြီးတော့တိုက်ခိုက်ပစ်ခဲ့တာပါ ဗနမ်ကအဒီရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့ထိန်းချုပ်နေပြီးထရီးရဲ့လူတွေအားလုံးကိုအမောက်သိပ်ပစ်လိုက်ပါတယ်။ဒါအော်တစ်ဖက်ကနေကြည့်နေတဲ့ကာတန်ကသူ့ရဲ့စမ်းသပ်မှုအောင်မြင်တယ်လို့သိလိုက်လို့ဝမ်းသာနေခဲ့ပြီးတော့နောက်ထပ်လူတွေထောက်လာတဲ့ခါမှာတော့အဒီလည်းထွက်ပြေးရပါတော့တယ်။အဲနောက်မှာတော့အဒီကဆိုင်းကဲတစည်းနဲ့တူမျိုးတွေကိုထွက်ပြေးသွားခဲ့ပြီးနောက်ကနေထရီးရဲ့လူတွေဆက်လိုက်လာခဲ့ပေမဲ့ဗနမ်ရဲ့အကူညီနဲ့အားလုံးကိုရှင်းပြနိုင်ခဲ့တာပါ။ဒါပေမဲ့ရုတ်တဲ့အဒီရဲ့ဆိုင်းကဲကိုတစ်ချိန်မှာဗနမ်ကထွက်လာခဲ့ကာ အဒီကသူ့အတွက်အသင့်တော်ဆုံးလက်ခံကောင်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ပြီးတော့သူကအဒီရဲ့ကိုရင်းအင်္ကာတွေကိုကြိုက်တဲ့ချိန်ဝါစားပြလို့ရနေတာကြောင့်အသက်ရှင်နေသေးတဲ့ဆွေတော်သူနဲ့သူပူပေါင်းပြီးအာကာတာတွေကိုပြန်ဖို့အတွက်ကူညီပေးရမယ်လို့ချိန်ချောက်လိုက်တာပါ။အဲဒီနေ့ကျမှတော့အဒီက Life Foundation ကုမ္ပဏီကိုဖြုတ်ချလို့ရမယ်တပ်သေးတွေကိုပေးဖို့အတွက်သူ့ရဲ့အရင်အက်ဒီတာချုပ်ရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ဒါမဲ့လုံခြုံရေးအဆောင်တယောက်ကအဒီရဲ့ဆုတ်ဆုတ်ပြက်ပြက်ဝေစားတွေကိုကြည်ပြီးတော့ပေးမဝင်တာကြောင့် အရှိပောက်ကနေမဝင်တော့ပဲဗနုံမြက်အကူညီနဲ့အပေါ်တက်ကိုမြမလူကြီးတက်ပြေးကြပါတော့တယ်။ဒိတ်ဆုံးရောက်တဲ့ခါမှာတော့ဗနုံမြက်ခေါင်းပေါ်ကနေကြက်ပေါ်သွားပြေးခဲ့ပါတယ်။သူမကအန်ဒီကိုစိတ်ပိုင်းဆိုင်ပြဿနာတစ်ခုရှိနေလို့ထင်နေရဖြစ်ပြီးတော့ဗနုံကအန်ဒီနဲ့အန်ဒီကိုပြန်ပေါင်းထုတ်စေချင်တာကြောင့်စကားဆောက်ဖို့အတွက်အန်ဒီကိုတိုက်တွန်းလိုက်တာပါ။အဲဒီကလည်းအန်နီကိုချစ်နေသေးတာကြောင့်ကာတန်နဲ့ကိစ္စကိုတောင်းပန်နေတဲ့စကားဆောက်ဖို့အတွက်လှုပ်ပေမဲ့အန်နီကဒါရီအားလုံးကိုမကြားချင်သေးဘူးလို့ပြန်ပြီးတော့ပြောပြလိုက်ပါတယ် ဈေးကမ်းကိုရောက်တဲ့အခါမှာတော့ဒန်ကအက်ဒီကိုဒုတိယကြိမ်ဆေးစစ်မှု လုပ်ပေးခဲ့ပြီးတော့သူ့ရဲ့ကိုယ်ထဲကိုကပ်ပါးကောင်တစ်ကောင်ဝင်သွားခဲ့တာဖြစ်မယ်လို့ပြောပြလိုက်ပါတယ်။ဒါမဲ့ Venom ကသူ့ကိုကပ်ပါးကောင်လို့ခေါ်တော့မကြိုက်တဲ့အတွက်ပြဿနာဆပြီးတော့ရှာလာခဲ့တာပါ။ဒန်ကအက်ဒီနဲ့ Venom တို့နှစ်ယောက်ပေါင်းဆက်ထားတာကနှစ်ယောက်လုံးအတွက်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောလိုက်တာကြောင့်အန်ဒီကစိတ်ပူသွားပြီးတော့ဂျိန်နှုံးမြင့်အတန်တစ်ခုကိုဖြွင့်လိုက်ကာသူတို့နှစ်ယောက်ကိုခွဲထုတ်ပစ်လိုက်ပါတယ်။အန်ဒီကအခုသူ့ရဲ့ကိုယ်ထဲမှာ Venom မရှိတော့တာကြောင့်ပေါ်ပါလန်းဆိုင်ပြီးတော့ပျော်ရွှင်သွားခဲ့ရပါတယ်။ အရင်နောက်တော့အဒီလည်းပြန်သွားခဲ့ပြီးချိန်ထဲမှာပဲဗန်နုံကလေထွက်ပေါက်တွေကနေတစင်ထွက်ပြေးသွားခဲ့ကသူ့အတွက်အသုံးဝင်တော့တာကြောင့်ကာတန်ကသူ့ရဲ့လူတွေကိုခေါ်လိုက်ပြီးကိစ္စရှင်းလိုက်ဖို့အတွက်အမိန်ပေးပြီးတော့ထွက်သွားခဲ့ပါတယ်။အဲနောက်မှာရီယိုကကာတန်ကိုသူ့ရဲ့ဂျိုမာကပ်ပေါင်းအောင်နေတန်းတဲ့ချီရှိနေရဖြစ်ပြီးတော့အားလုံးကဘာပေါ်ခေါ်လာခဲ့ရင်တောက်ပတဲ့အနာဂတ်တစ်ခုကိုမင်းနဲ့ငါနှစ်ယောက်ထဲပဲအုပ်ချုပ်ကြမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဒီကိုတော့စစ်သားတွေကတောအုပ်ထဲကိုခေါ်သွားခဲ့ကြပြီးပြစ်တပ်ဖို့အတွက်လုံနေကြပါပြီ။ ဒါပေမဲ့အဲ့ဒီအချိန်မှာ Venom နဲ့တူ Andy ကရောက်လာခဲ့ပြီးတော့စစ်သားတွေအားလုံးရဲ့ခေါင်းတွေကိုကိုက်စားပစ်လိုက်ကာ Andy ကိုဖတ်ပြီးတော့နမ်းလိုက်ပါတယ်ပြီးတော့ Venom က Andy ရဲ့ကိုယ်ထဲကိုပြန်ဝင်သွားပြီးတော့ Venom မရှိတော့လို့노လာတဲ့ Andy ကစစ်သားတွေရဲ့ခေါင်းတွေကိုအိုးထုတ်ပါမကြံကိုက်စားမိလိုက်လို့အန်အုံးနေခဲ့ပါတယ် Andy ကသူ့တုံးကလည်းဒီလိုပဲဖြစ်ခဲ့တာပဲလို့ပြောလိုက်ပြီးအဲ့ဒီအချိန် Venom ကကာတန်ကိုယ်ထဲမှာဝင်နေတဲ့ကပ်ပါးကောင်ကသူတို့အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ Rio ဖြစ်တယ်လို့ပြောပြလိုက်ပါတယ် ရီယိုမှာကပ်ပါးကောင်လက်နက်တွေထုတ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့ပြောပြခဲ့ကာအန်ဒီကသူမကလည်းဒီတိုက်ပွဲမှာကူပေးခြင်းတယ်လို့ပြောလိုက်ပေမဲ့ဖနမ်ကတော့သူမကိုအန်ဒီရဲ့ရှိနိုင်တာကြောင့်မလိုက်ခဲ့ဖို့အတွက်ပြောပြီးတော့ထွက်သွားခဲ့ပါလေတချိန်တည်းမှာပဲကာတန်ကသူ့ရဲ့သိပ္ပံပညာရှင်တွေကိုအာကာသရင်လွတ်တင်မှုကိုစတင်ဖို့အတွက်အမိန်ပေးနေပြီးသူတပတ်မှာတော့ဖနမ်ကတကယ်လို့ရီယိုကိုသာအချိန်မီမတားနိုင်ခဲ့ဘူးဆိုရင်သူကကပ်ပါးကောင်မျိုးနယ်စုတစ်ခုလုံးကိုကဘာပေါ်ခေါ်လာခဲ့မှဖြစ်ကြောင်းကိုသတိပေးနေပြီးသူကလည်းတစ်ချိန်ကအဲ့ဒီအစီအစဉ်ရဲ့ဒစိမ့်ပိုင်းဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ကဘာကျိုးသူသဘောကျတာကြောင့်အတူတူတားကြမှာဖြစ်မယ်လို့ပြောနေခဲ့ပါတယ်။ဖန်နွန်တယောက်ကဘာကျိုးကိုသဘောကျတာကလည်းသူကသူ့ရဲ့ဂျိုးမှာဆိုရင်အဒီလိုအရှုံးမတယောက်ဖြစ်နေပေမဲ့ဒီကဘာဂျိုးပေါ်မှာတော့ခမ်းမမိုက်စူပါဟီးရိုးတကောင်ဖြစ်နေနေလို့ရတာကြောင့်လို့ရှင်းပြလိုက်ပါတယ်။ဖန်နွန်ရဲ့စိတ်ကိုပြောင်းလဲစေခဲ့တာကဖန်နွန်ရဲ့ဘဝနဲ့ထပ်တူကြနေတဲ့အဒီပဲဖြစ်ပါတယ်။ပါတယ်။ဒါမဲ့တိမ်မြန်မြန်ရှင်တွေတဲကတယောက်ကကာတန်နဲ့ရီယိုတိုးရဲ့မကောင်းတဲ့အကြံစီကိုရိတ်မိတာကြောင့် အာဂါသားယင်လွတ်တေမှုကိုရက်ဆဲဖို့အတွက်လှုပ်ပြလိုက်ပါတယ်။ဒါကိုရီယော့ကသတိထားမိသွားခဲ့ပြီးတော့ချက်ချင်းပဲအဲ့ဒီနေရာမှာတပစ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့တခြားသိပ္ပံပညာရှင်တွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကုန်ကြပြီးရီယော့ကသူ့ရဲ့လက်နက်ဖက်ကိုဒါအကြီးစားကြီးတွေဖြစ်နေပြောင်းလဲပြစ်လိုက်ကအားလုံးတစ်ခါတည်းတပစ်လိုက်ပါတယ်။တချိန်တည်းမှာပဲဗနုံကအာဂါသားယင်မို့သွားဖို့လှုပ်နေရီယော့ကိုကြည့်နေပြီးတော့သူမကဘသူနဲ့မှမတူတဲ့လက်နက်တွေကိုထုတ်လို့ရတဲ့အစွမ်းရှိလာကြောက်သူတို့နိုင်ဖို့အတွက်မျှော်လင့်ချက်ကမရှိသလောက်ပဲလို့ပြောပြပါတယ်။ ဒါမဲ့တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ထားကြပြီးဖြစ်တဲ့အတွက်ဖန်နုံကရီယိုရဲ့အရှိမပိတ်ရလိုက်ပြီးဒီကဘာကိုဖျက်ဆီးဖို့အတွက်လုံးဝခွဲမပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ရီယိုလည်းစိတ်တူသွားခဲ့ပြီးတော့မင်းအစင်းနဲ့ငါ့ကိုတားနိုင်မယ်ထင်နေရလားလို့ပြန်ပြောလိုက်ကလက်တစ်ဖက်ကတန်လုံးစူးကြုံဖြစ်ပြောင်းလိုက်ပြီးတော့နောက်တစ်ဖက်ကတော့ပေါက်စိန်တစ်လက်ဖြစ်အသုံးပြုကတိုက်ခိုက်ပစ်လိုက်ပါတယ်။အဒီတို့ကကိုကိုကိုစတိပီးခဲ့ပါတယ်။အဒီကတော့ရေကန်ထဲကိုပြုတ်ကျသွားတဲ့အတွက်ဘာတန်မှမရခဲ့ပေမဲ့ဖနုံရဲ့နာမည်ကိုအော်ခေါ်ကြည့်တဲ့အခါမှာတော့ဘသူကမှပြန်မထူးခဲ့တော့ပါဘူး။ ီလိုနဲ့နောင်နေမနက်ကိုရောက်တဲ့အခါမှာတော့အန်တီနဲ့အန်နီတို့နှစ်ယောက်စကားပြောနေခဲ့ကြပြီးသူကသတင်းတော်ဖြစ်ကနေအနားယူပြီးတော့စာရေးဆရာပဲဆက်လုပ်တော့မယ်အကြောင်းကိုပြောပြနေပါတယ်။အန်နီကတော့ Venom ကိုတန်အောင်စင်တွဲနေတာကြောင့် Venom မရှိတော့ဘူးလို့ထင်ပြီးတော့ဝမ်းနဲ့နေခဲ့ပေမဲ့ငနဲ Venom ကတော့အန်တီရဲ့ကိုယ်ထဲကနေအခြေရေးကြံပေးတယောက်နေနဲ့ပေါက်ကြရပြောနေခဲ့တာပါ။ဒီလိုနဲ့အန်တီနဲ့အန်နီကိုချစ်နေသေးတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။လမ်းမှာတော့ Marvel Godfather ကြီး Stanley နဲ့တွေ့ကြပြီးတော့ စတန်လီကအန်ဒီလိုကောင်မလေးကိုလက်မလွတ်ဖို့အတွက်မှာနေခဲ့ပါတယ်။ဖနွန်ကတော့စတန်လီရဲ့ခွေးသေးသေးလေးကိုသဘောကျနေပြီးအမွေးထူထူနဲ့အရသာရှိမဲ့ပုံပဲလို့ပြောကတရေကျနေခဲ့ပါတယ်။အဲဒါကြောင့်အက်ဒီကဖနွန်နဲ့လူသားစားရေးကိစ္စကိုအကြီးအကျယ်တိုင်ပင်ခဲ့ကြပြီးကမ္ဘာပေါ်မှာကလူဆိုးနဲ့လူကောင်းနှမျိုးနှစားရှိတာဖြစ်လို့လူဆိုးတွေကိုတော့စားလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အက်ဒီတို့ကမစ်စ်ချန်ရဲ့ကုံစုံဆိုင်လေးကိုသွားခဲ့ကြပြီးဖနွန်စားခြင်းနဲ့ချောကလက်နဲ့အာလူကြော်ကိုဝယ်ပေးခဲ့ရပါတယ်။ အဲဒီချိန်မှာမေစစ်ချမ်းကိုအနိုင်ကျင့်နေကြလူမိုက်ကပြောင်းလာခဲ့ပြီးတော့ငနေရထဲမှာလူမရှိဘူးထင်တဲ့မေစစ်ချမ်းကိုအသေးဖြဲချောင်းနေတာပါဗန်နုံကလည်းအဒီကိုဒီကောင်းပညာပေးလိုက်ကြမလားလို့ပြောလိုက်ပြီးအဒီကလည်းသဘောတူတာကြောင့်နှစ်ယောက်သားပေါင်းစပ်လိုက်ကလိမ့်လိမ့်မမာနေဖို့သူများတွေကိုနိုင်မကျင့်မှုနဲ့ညာအရာမဝင်ခင်မှာဖျားရှိခိုးဖို့အတွက်ဆုံးမပေးနေပါတယ်ဒါမဲ့ဆုံးမစကားအရန်ရှိသွားတဲ့အောင်ဗန်နုံကမောလာပြီးတော့အဒီကလည်းခွင့်ပြုပေးတာနဲ့တခါနဲ့ခေါင်းကနေကြိုက်စားပစ်လိုက်ပါတော့တယ်မေစစ်ချမ်းကလည်းဒါကိုမြင်လိုက်တဲ့အတွက်ထိတ်လန့်နေခဲ့ပြီး အဒီကတော့သူ့ရဲ့ကိုယ်ထဲမှာကပ်ပါးကောင်ကောင်ရှိနေလို့ပါဆိုပြီးတော့ရှင်းပြလိုက်ပါလိမ့်။ဒါကိုကြတော့ကပ်ပါးကောင်လို့ခေါ်တာမကြိုက်တဲ့ဗန်နွန်ကစိတ်ထိုးသွားခဲ့ပြီးတောင်းမှန်ဖို့အတွက်ပြောနေခဲ့ကာဇလန်လေးကတော့ဒီနေရာမှာနေဆုံးသတ်သွားခဲ့ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါဆိုဒီနေ့အတွက်တင်ဆက်မှုကတော့တော့ပါပဲခင်ဗျာ2019ခုနှစ်တုန်းကထွက်ရှိထားတဲ့ဗန်နွန်ဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းနောက်ထပ်အပိုင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဒါတောင်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဘေးနာခေါင်းလုံးနှိပ်ပေးထားပါဦး။ပြီးတော့ဗီဒီယိုတွေအပြည့်ပြန်ကြည့်ချင်တဲ့ဆိုရင် Telegram channel ကို join ထားပေးလို့ရပါတယ်။ ဒီနေ့မှာအစားကနေအဆုံးထိလိုက်ပါကျေးဇူးအားပေးကြတဲ့ပရိသတ်များတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ